င်္ဂလာပါရှင်ခေတ္တတလီဝေရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးတမကူကိုစကားကားစကွန်အလွန်မှနိုင်ရကံပြူဟာကိုကုကံမှုစစ်ကောင်စီချဖတ်နေပြန်ဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တမကူကိုစကားကားစကွန်တို့နဲ့ခုခံနေတဲ့နိုင်ရကံတိုက်ပွဲမှာအထိနာနေတဲ့စစ်ကောင်စီတပ်ကနောက်ထပ်ပြူဟာပြောင်းမှုပြင်ဆင်နေပြီးစစ်တပ်ရင်တွေကိုထပ်မံပို့ဆောင်နေပါတယ်မနေ့ကဒီဇင်ဘာလ9ရက်နေ့ကဗရန်တန်နယ်တွေက အမတ်ကိုတုံညာကအမြစခန်းကွက်ကဲမှုဌာနချုပ်ကအရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားကစစ်ကား28စီးနဲ့ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။သူတို့ပြူအားရောစီးရေးတာဝန်ခံမှပြောင်းမယ်ထင်နေမနေ့ကစိတ်ရင်နဲ့ဝင်လာတဲ့ဒီနေ့အခြေအနေတကူကူထူနိုင်တယ်လို့မြေပြင်သတင်းရှင်းပြကပြောပါတယ်။နိုင်ငံကံပြူအားကုန်းကုန်းအေအေနဲ့မဟာမိတ်တွေကပီကန်တီဖေဖော်ဝါရီလမှာစတင်ထိုးစစ်ဆင်ခဲ့တာပါ။အဲ့ဒီအချိန်တုန်းကဒေတာရင်းစစ်စင်ရေးနဲ့ခုခံစစ်တွေကတမကူကူကတာဝန်ယူခဲ့တာပါ ကာကင်စခန်းတွေကိုအေအေနဲ့မဟာမိတ်တွေကတခုပြီးတခုတင်ယူခဲ့ပြီးအထိနာနေတဲ့စစ်ကောင်စီကတမကိုကိုတမမူပုံမူကြီးတင်မောင်ကျော်ကိုမေလာထဲမှာဖမ်းပြီးဟာခါချေဆိုင်စစ်ပြူဟာမူပုံမူကြီးစိုးဝင်းထွန်းကိုတမကိုကိုတမမူတာဝန်ပေးခဲ့ပါတယ်။ထိုစစ်စတင်တဲ့ဖေဖော်ဝါရီလထဲမှာတမကိုကိုလက်အောက်ခံအမန်ကိုကိုနဲ့နေပြူဟာအဖွဲ့ကယာယီနေပြူဟာမူဒုတိယပုံမူကြီးကြော့ကြော့တဲ့နဲ့ဖြူဟာကျုံအဖွဲ့ဝင်၁၈ဦးအပြင်စစ်တုံးမှအများပြားကိုအေအေကဖမ်းမိခဲ့ပါတယ်။ အကောလာနာမိုင်မှာတော့တမကူကူလောက်ခံတရင်တွေအဆောင်ဆန်းတော်ချေဆိုင်စစ်စင်ရဲ့ကုကဲမှုဌာနချုပ်စကခါဆက်ခွန်ကိုပို့ခဲ့ပြီးခုခံပြန်ခဲ့ပါတယ်စကခါဆက်ခွန်ကိုပို့ပြီးခုခံခဲ့ပြန်ပါတယ်စကခါဆက်ခွန်လောက်ခံတရင်တွေဖြစ်တဲ့ခမရ904ခမရ969ခမရ905ခမရ900ခမရ923ခလာရ295တို့နဲ့အတူစစ်မှုထမ်းတင်စင်တွေပါလာတယ်လို့အရကတတော်အေကအော်တိုဘားလ18ရက်နေ့ညမှာသတင်းထုတ်ပြန်ခဲ့ပါတယ် တိုက်ပွဲတွေမှာကစင်ကလျားထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဖမ်းမိထားပြီးအလံဖြူထောင်းအလင်းဝင်ရောက်လာသူတွေလည်းစက်တန့်ရှိနေတယ်လို့အေအေထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။အော်တိုဘာလာကနေလက်ရှိအချိန်ထိစစ်ရေးအခြေအနေကတော့နိုင်ငံကံဖြူအားနဲ့စစ်ကူလာတဲ့စစ်ကြောင်းတွေကိုအလုံးစုံဖျက်ဆီးထားနိုင်ပြီလို့မြေပြင်စီးရေးသတင်းရှင်းမြစ်ကပြောပါတယ်။လဟံဘက်ကပစီရွာဘက်ကနေသူတို့စုဖွဲ့နေတဲ့လက်နေဘက်ကိုကျွန်တော်တို့ထိန်းချုပ်ထားနိုင်တယ်လို့၎င်းကဆိုပါတယ် စစ်ကောင်စီကအမ်ဘလန်လဟဖြစ်တဲ့ငဖဲမျိုးနဲ့ပစီရွာကိုတတ်ဆွဲထားပြီးအဲ့ဒီကိုအင်အားတွေပို့ဆောင်နေပါတယ်။နိုင်ရကံဖြူဟာနဲ့ပစီရွာကိုအင်းနဲ့ပူပေါင်းတပ်တွေကဖြတ်တောက်ထားနိုင်ပြီးဖြူဟာတဲကိုလေးချောင်းကနေရိတ်ခါနဲ့လက်နက်ခရဲတွေပို့ဆောင်နေပါတယ်။နိုင်ရကံဖြူဟာတဲကကဘာလုံးပုံအဆောက်အုံနဲ့မှာတော့တရားရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစေကူတာပေးနေတယ်လို့သိရပါတယ်။ နိုင်ငံကပြူဟာကတောင်ထိပ်ဒေသစိုတိုင်းစမြန်မာတဲ့အတွက်ရေဒါကိုဖျက်ဆီးနိုင်မှုကနေကာကွယ်နိုင်မှုကဘာလုံးပုံစံမြူကစနစ်ရှိနေပြီးရေဒါကိုစစ်ကောင်စီကဖြုတ်တင်ထားပါတယ်။အစအအုံကိုတော့ဘဏ်ကအနေနဲ့တုံးနေတယ်လို့သိရပါတယ်။နရိတ်ကံပြူဟာနာကတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတိုက်လို့ခိုက်လို့စိတ်မရှိဘဲစုခွာထွက်ပြေးနေတာတွင်လူအပ်တဲ့ထောက်ပံ့တွေကိုအထက်ရာရှိတွေကဖျက်ဖြီးစီးပေးတာတွင်အေအေတပ်ဖွဲ့ဝင်တွေကရေရေဝန်းဝန်းတိုက်ခိုက်နေတာတွေကို ဒုတိယဗိုလ်မှူးကြီးကျော်ကျော်တကအေအေထန်းထုတ်ဖော်ဝန်ခံခဲ့ပါတယ်။တမကူကိုစကားကစကွန်အလွန်မှန်းနိုင်ရကခုခံစစ်ကိုကာကွယ်ဖို့စစ်ကောင်စီကဘယ်သူကိုတာဝန်ပေးမလဲဆိုတာတော့မသိနိုင်နေပါဘူး။အေအေကတော့နိုင်ရကပြူဟာကိုပိတ်ဆို့တိုက်ခိုင်းနေပြီးတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကစင်ကလျားထွက်ပြေးနေတယ်လို့လက်နက်ချသူတွေလည်းရှိနေတယ်လို့နိုဝင်ဘာလလယ်မှာသတင်းထပ်မံထုတ်ပြန်ခဲ့ပါတယ်။ လေကြောင်းကနေတော့နေတိုင်းလေးလာတယ်နေတိုင်းလေးကျဲတယ်လို့မြေပြင်စီးရင်တရင်ချင်းမြေကဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာပြောပါတယ်အေးအေးဟာလက်ရှိမှာရခိုင်ပြည်နယ်ကြဖြူမြို့နယ်ကစစ်ကောင်စီစခန်းတွေကိုတိုက်ခိုက်နေတယ်လို့ဘကိုးတိုင်းပထောင်းနယ်တွေကကမဆ16အနီးညောင်တိုးကျေးရွာကလီလာတောင်ပတ်ဝန်းကျင်အေယာဝတီတိုင်းတာပေါင်းနယ်လေးမျက်နှာမြို့နယ်တွေမှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်ဆလပင်ရတောင်မြို့နယ်ငွေရင်းရမှာပြစ်စောတိများရိတ်ခတဲ့ပြည်ပြန်လာစဉ်ချားဖြတ်တိုက်ခတ်မှုရိတ်ခပစ္စည်းများနဲ့အတူ ပစ္စတိစီဦးအစင်ဖမ်းပြီးဆိုတဲ့တင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။စကိုင်းတိုင်းအရတော်မျိုးနဲ့ငွေရင်းရမပစ္စတိများရိတ်ခါတဲ့ပြီးပြန်လာစဉ်ကြားဖြတ်တိုက်ခိုက်ခဲ့ရန်စီဦးအစင်ဖမ်းမိခဲ့ကြောင်းငွေရင်းရဘုံလူရှင်ပေါ်မှတာဝန်ရှိသူကပြောကြားပါတယ်။ ဇမနီဒီဇမလာကိုရန်နေကအရတော်မျိုးနေငွေရင်းရွာမှပြစောတိစနတ်ဦးကညောင်တူကလေးကျေးရွာရိတ်ခါများသွားရောက်တည်ယူပြီးပြန်လာစဉ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကကြားပြတ်တိုက်ခိုက်ခဲ့ရန်ပြစောတိကောင်းဆောင်ကျော်စွင်ဤညာလယုံဖော်လုံးအပါဝင်ပြစောတိစီဦးကိုရိတ်ခါများနဲ့အတူအစင်ဖမ်းမိခဲ့ကြောင်းသိရပါသည် ။ကျန်တဲ့လေယောက်ကလက်နက်ပါတော့သူတို့ကထွက်ပြေးတာ။ရိခါတင်လာတဲ့သူတွေကြတော့ပြစ်ထားခဲ့တာပုံ။လက်နက်ကတော့မရဘူး။ရိခါတဲတဲ့သူတွေပဲမိလိုက်တဲ့ပြူစော်တီကောင်းဆောင်ကျော်စုရဲ့ညာလေယုံဖုံးလုံးပါမိတာ။ပစ္စည်းတွေကသူတို့တင်လာတဲ့ဆန်စီ၊ပတ်စံတို့အရက်ဘူးတွေပါပါတဲ့ခရရန်တော့မပါဘူး။ဓာတ်တွေတင်စီရမိခဲ့တာရှိတယ်။ငွေရင်းညာနဲ့ညောင်တုကလေးကနှစ်မိုင်ပဲဝေးတာ။အဲ့ဒီနေရွာကြမှာတိုက်ခိုက်ခဲ့တာလက်ရှိတော့သူတို့ကိုဥပဒေအရအရေးယူနိုင်မှုစစ်ဆင်နေတဲ့ ငွေရင်းရွာကပြူစောထီးတွေအနေနဲ့အလင်းဝင်ပြီးကျွန်တော်တို့နဲ့ပူးပေါင်းပါလို့ထပ်ဖြည့်ပြောချင်ပါတယ်ဟုငွေရင်းတော်ဘူးလို့ရှင်ဖို့မှတာဝန်ရှိသူကပြောကြားပါတယ်။အဆိုပါတက်ခံမှုကိုမုံရခရိုင်တရင်23တက်ခွဲနေငွေရွေးရဘလူရှင်ဖုံမုံရခရိုင်အမတ်23တရင်တိုင်နေကို MRTM နေဒေသခံမဟာမေးများပူပေါင်းကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကဲ့မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်တော်လရင်စစ်မျက်နှာပုံမှုပြင်ထန်လာချိန်မှာ လေတပ်ပြိုလျင်တော်လန်ရေးနိုင်မည်ဟုသည့်အချက်များပုံမပေါ်လွင်လာပြီးတော်လန်ရေးအင်အားစုများအလုံးအနေဖြင့်လေတပ်ပြိုကြရေးမီဆင်များကိုဒီဇိုင်းမမတ်ပူပေါင်းဖော်ဆောင်ပေးကြရန် BWM ကအထူးတိုက်တွန်းထားပါသေးရှင်။ ဆလဘင်ဘူးဒလင်မှာအင်အား90ခန်းစကားဆဆက်ချောင်းကုန်တော်လရင်တံများတိုက်ခိုက်ရာတိစုံမှုများရှိနိုင်စွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။စကိုင်းတိုင်းဘူးဒလင်မြို့နယ်မှာဆက်ချောင်းထိုးလာသည့်စစ်ကောင်စီတပ်ဆက်ချောင်းကိုတော်လရင်ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာထိခိုက်တိစုံမှုများရှိနိုင်တယ်လို့ဘူးဒလင်မြို့နယ်တပ်ပေါင်းစုဆက်ချောင်းမှဆက်ချောင်းမှုကိုကြွယ်ကလေးကပြောပါသည်။ ဒီဇင်ဘာလ9ရက်နေ့မနက်7:15မိနစ်မှာဘူးဒလီမြို့နယ်ထဲမှာတပြေပြင်းရွာတဲ့သူစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား90ခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာတေဆောက်ထိခိုက်မှုများရှိနိုင်ပြီးအရေးအတွက်အတိအကျကိုမသိရသေးဘူးလို့ဆိုပါတယ်စကားအင်အားကတော့80လောက်ရှိမေပြတည်ဆုံမှုကတော့အများသောအားဖြင့်ရှိနိုင်ပါတယ်လက်ရှိတော့တည်ဆုံမှုအတိအကျမသိရသေးပေမယ့်ကားပေါ်မှာလူနာတွေဆက်တင်ပြီးတော့ကားလာကြိုးပြီးတော့သူတို့အထဲမှာပြန်ပို့လိုက်ရတာတွေရှိတယ်လို့ကိုကြွက်ကလေးကပြောပါတယ် စစ်ကောင်စီတပ်စစ်ကြောင်းဟာလူနာတွေကိုကားနဲ့တင်ပြီးပြန်ဆုပ်သွားပေးတဲ့နောက်စစ်ကူအင်အားအများပြားနဲ့ထိတွေ့တိုက်ပွဲဖြစ်ရာနေရာကိုပြန်လည်ရောက်ရှိလာခဲ့တဲ့လို့ညနေ6:00နာရီခွဲခန့်မှာဗုဒ္ဓလင်းမြို့ထဲသို့ပြန်လည်ဝင်ရောက်သွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ခတ်မှုကိုဘူးတလင်မျိုးနဲ့တပ်ပေါင်းစုစစ်ကြောင်းတဲ့အတူညာဦးခရိုင်တရင်တုံဘူးတလင်မျိုးနဲ့ပကဖောင်ဘာမအာမီဘီတရင်တင်ပြည်သူ့အတန်းတိုက်ခိုက်ရေးအဖွဲ့တပည့်ရင်းပို့တောက်တဲ့အဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့တယ်လို့သိရပါတယ်ရှင်။ ဆလပင်မော်လိုက်ခရံအမတ်နှင့်အမတ်လေးတယင်းများတို့ပြည်သူစင်တဲ့စစ်မှုထမ်းတပ်သားတဲ့ခုနှစ်ဦးလက်နက်နဲ့အတူအလင်းဝင်ဆွဲတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မော်လိုက်တော်လရဲ့အင်အားစုများဖြစ်သည့်မော်လိုက်ခရံအမတ်နှင့်အမတ်လေးတယင်းများတို့လက်နက်နဲ့အတူအလင်းဝင်ရောက်လာသည့်ပြည်သူစင်နေပြည်သူစင်နေပြည်သူစစ်မှုထမ်းပါစများအားလုံးတာဝန်ရှိသူများမှဂွန်ပြုစုငွေတအူးလရဲ့ငွေကြေး350တိတိကုန်ပေးအပ်ချင်းမြင်ခဲ့ကြောင်းတရင်ထုတ်ပြန်ပါတယ်။